Hello all of you မင်္ဂလာပါရှင်ဒီတစ်ခေါက်မှာတော့ຫွေစိန်ကရန်ကုန်မြို့ရဲ့တမိုင်းဝင်နေရာလေးဖြစ်တယ်ပြီးတော့အထင်ကြီးတဲ့နေရာတစ်ခုလည်းဖြစ်တယ်နေရာလေးတစ်ခုခေါ်လာပေးတာပါအဲ့ဒါကတော့ဘယ်နေရာလဲဆိုတော့ကရင်ချမ်းပဲဖြစ်ပါတယ်အာကရင်ချမ်းဆိုတာကအလုံးမျိုးနဲ့မှာတည်ရှိတာဖြစ်ပြီးတော့ဒီနေရာမှာကရင်လူမျိုးတွေအများစုနေထိုင်ရာရပ်ကွက်တစ်ခုလည်းဖြစ်ပါတယ်ဒီနေရာမှာဆိုလို့ရှိရင်ဒါကရင်လူမျိုးတွေရဲ့ဒါထင်ရှားရဲ့ဖျားရှိခိုးအကြောင်းတွေပြီးတော့ဘာသာရေးအဖွဲ့အစည်းလည်းရှိပါတယ်ဒါပထမဆုံးရဘူးလား ကင်ချမ်းတော့ဝင်လိုက်တာတစ်ပင်နေအများကြီးပဲရှိဘူးအေးချမ်းသွားတယ်လုံးဝဒီဒီနေကအလုံမျိုးနေတာတရှိရပါတော့ဟိုဘက်ချမ်းဆိုတော့အလုံမျိုးနေရတယ်ငုပါလန်းပြီးလို့ရှိရင်အထက်ချိမနိုင်လန်းပါတော့အဲ့လန်းဒါပေမဲ့ဒီဘက်ချမ်းကလုံးဝသူကတီးချနေရတယ်တခုလို့ဖြစ်နေတာအခုငုပါရဲ့ဒီဘယ်ဘက်ချမ်းမှာတွေ့ရတော့ဒါအမှတ်တအခြေခံပညာအထက်တန်းချောင်းအလုံမျိုးနေပါတော့ဒါပေမဲ့ငုက Google မှာရှာကြည့်တာကြတော့အရင်တော့ကတဲ့ဒီချောင်းကတဲ့ဟိုကရင်တန်းမြင့်ချောင်းလို့ခေါ်ပါတယ်တဲ့အခုတော့အထက်ကတဲ့အလုံဖြစ်သွားပါပြီ ဟိုဟာဒီကရင်ချမ်းတော့မလာခင်တော့ကရင်ချမ်းအကြောင်း Google မှာဖတ်ကြည့်ရတဲ့အခါကျတော့ဒီတန်းမှာပေါ့နော်အမ်နှစ်ပေါင်းညာစုနဲ့ချီကြွားရေးဖြစ်တယ်ဒါ Vendor ဖျားရှစ်ကိုအကြောင်းသာရှိပါတယ်တဲ့အဲ့တော့ Vendor ဖျားရှစ်ကိုအကြောင်းကအဟိုကကြည့်လေဒီရှေ့မှာပေါ့နော်ဒီဟာပဲဒါ Vendor ဖျားရှစ်ကိုအကြောင်းလဲဒီဟာကသူ Vendor ဖျားရှစ်ကိုအကြောင်းအဟောင်းကဟုတ်ပါမလားဒါအစ်စ်ပေါ့နော်ထပ်ဆောက်ထားတာဘေးကနေပြီးတော့ဟုတ်ပါမလားဒါကတော့ဒုတိယကဘာစစ်ကလေးကရှိနေတဲ့ Vendor ဖျားရှစ်ကိုအကြောင်းပါဝါ လုံးဝပုံစံကိုကြည့်လိုက်တာလည်းလုံးဝကိုလိုနီခက်ကိုရောက်သွားတယ်လို့မျိုးခံစားရတယ်။အဲ့တော့ကအငွေအသက်တွေပေါ့နော်။ဘာဖြစ်လဲဆိုတော့ဆောက်ထားတဲ့ပုံစံအစားလုံးဝဟိုအဲ့ဟိုးအရင်တော့ကဒုတိယကမ္ဘာစစ်တုန်းကပုံစံမျိုးဆောက်ထားတာ။ကြောင်တန်လေးကြီးတယ်။ဟိုမှာကြောင်လေးတကား။ 19ရာစုလောက်တုန်းကဒီ American နှစ်ချင်းခရိယန်သာသနာပြုတွေဖြစ်တဲ့ဒီ Rand Vitan နဲ့ဇနီးတို့ကဒီမြန်မာနိုင်ငံကိုရောက်လာတယ်။အဲကရင်လူမျိုးတွေခြားထဲမှာဒီနှစ်ပေါင်းများစွာသာသနာပြုလုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့ကြတဲ့လင်မယားနှစ်ယောက်ပါ။အဲတော့ဒုတိယကမ္ဘာစစ်တုန်းကဒီရန်ကုန်ပတ်ဝန်းကျင်မှာရှိတဲ့ဒီကရင်လူမျိုးတွေအရန်ဒုက္ခရောက်နေတဲ့အချိန်မှာဒီ Rand Vitan ဆိုတဲ့လူကြီးကဒီမူလတာဝန်ကျတဲ့နေရာမော်လမြိုင်ကနေပြီးတော့ဒီရန်ကုန်ရွှေ့ပြောင်းလာပြီးတော့ဆေးရုံတွေထောင်းနေပြီးလို့ရှိရင်အကူအညီပေးခဲ့ရပေါ့နော်။အဲအဲနောက်ပိုင်းမှာဒီ1855ခုနှစ်မှာဒီ ီ British အိန္ဒိယဘယင်ခန်းချုပ်ကလှူဒန်းတဲ့မြေနေရာပေါ့နော်အခုဒီကရင်ချန်ဒေသအဲ့မှာဒီဒီဖျားရှိကိုကြောင်းဆောက်ခဲ့တာပါအဲဒီဖျားကြောင်းရဲ့နာမည်ကဒီသူတို့လင်မယားနှစ်ယောက်ကိုဂုံပြုတဲ့အနေနဲ့ Vindan ဖျားရှိကိုကြောင်းဆိုပြီးတော့နာမည်ပေးထားဖြစ်ပါတယ်ဖျားကြောင်းကဆိုလို့ရှိရင်အခုတွေ့ရတဲ့အတိုင်းပဲနှစ်ထပ်ပေါ့နော်ဒီအောက်ဖက်မှာကြတော့ဒီအုံမြင့်ခန်းခိုင်းနဲ့ဆောက်ထားတာဖြစ်ပြီးတော့အပေါ်ဘက်မှာကြတော့ဒီလိုတက်သားရင်နဲ့ပဲဆောက်ထားတာပါအပေါ်ထက်မှာကြတော့ဝတ်ပြုဆူတောင်းကြတာဖြစ်ပြီးတော့အောက်ထက်မှာဆိုရင်တော့ကြောင်းခန်းနေအဖြစ်အသုံးပြုကြတာဖြစ်ပါတယ်ဒီ Vindan ဖျားရှိကို เจ้าကရန်ကုန်မြို့မှာဒီတက်တန်းအရှိဆုံးဖျားရှိကိုเจ้าတွေတက်ကတစ်ခုလည်းဖြစ်ပါတယ်ရှင်ဒီဘက်ချအိမ်လေးဆိုခြံဝင်းလေးနဲ့မသိလို့ရှင်လေရွာဘက်မှာလေကို့ခြံလေးနဲ့ကို့အိမ်လေးနဲ့နေကြတဲ့နေရာလေးကိုရောက်သွားတယ်လို့ပဲ ဒါကတော့မြန်မာနိုင်ငံပိုးကရင် နှစ်ချင်းခရိယံအဖွဲ့ချုပ်နေရပါဒီကရင် channel မှာကကရင်လူမျိုးတွေအများဆုံးနေရာလည်းဖြစ်တယ်ပြီးတော့ဟိုးအရင်ကတည်းကရှိခဲ့တဲ့နေရာဆိုတော့ဒီထဲမှာအရန်ကိုရှေးကြတဲ့ခရိယံဖျားရှစ်ခိုးကျောင်းတွေရှိရပေါ့နော် ဒါကရင်ချမ်းရဲ့ဒီဘက်ချမ်းရဲ့ထွက်လာပြီဒါအလုံးလမ်းဘက်ကိုရောက်လာပြီပေါ့နော်ကျတော့ဒီနားလေးမှာဒီလိုလမ်းညာရှိမှထင်တာမတင်တာဟိုကဘယ်ရောက်သွားမလဲမသိဘူးဆိုတော့ဝင်လာကြည့်တာအဲဆိုတော့ဒီကအလုံလန်းနေပြီးတော့ရှင့်ဒီဘက်ချမ်းမှာဂုံကြတရားလေးတစ်ခုရှိပါတယ်ရထားလောက်ပြန်ရောက်သွားပြီဒီမှာအလုံလန်း အလုံလန်းဘူးတာကင်ချန်ဘူးတာမဟုတ်အလုံလန်းဘူးတာအဲ့တော့ကင်ချန်ဟိုဘက်ချမ်းမှာဘာရှိတယ်လဲသူပြန်မကြည့်ကြမှာလားမသိတော့ရလေရောက်သွားသလိုပဲနော်အခုတွေ့နေရတဲ့အဆောက်အဦဆိုလို့ရှိရင်တကယ်ဟိုးရှိခဲ့တုန်းကအငွေ့အတောက်ကိုခံစားလို့ရပါတယ် ဒါအခုကရင် channel မှာရှောက်ပတ်ပြီးသွားကြည့်နေတာပေါ့နော်။ဟိုကရှာလင်းနေရာလေးတစ်ခုတော့ရှိရဲ့။အဲ့နေရာကျတော့ तू ကဒီကားလန်းလေးအပေါ်မှာ तू ကဟိုယထာလန်းလောက်ထားပေါ့နော်။အဲ့ယထာလန်းလေးကိုလိုက်ပြချင်လို့လိုက်ရှာ။ဒါအခုကရင် channel မှာပါရှင်။အာကရင် channel မှာဒီကရင်နှစ်တကူနေဆိုလို့ရှိရင်လည်းကရင်နှစ်တကူပွဲတော်လေးကိုစီစကားကားကျင်းပလေးရှိကြပါလေရှင်။ဟိုဟာတာရလိုက်တာဒီနေရာလေးက။လေးဖြိုးလာတယ်။ ပြောတဲ့ကားလမ်းအောက်ကရထားအောက်ကားလမ်းအပေါ်ကရထားလမ်းလေးဆိုရှာတွေ့ပါပြီဟိုကလုံးဝလမ်းလေကြပါတော့ဟိုဘက်ခြမ်းတွေရောက်သွားပြီးတော့ဗာလဲရထားဘူရာတွေပါရောက်ကုန်လားအဲ့တော့မေးကြည့်လိုက်တဲ့အခါကျတော့6ပေ6လမ်းမှတရားအဟောင်းလို့ခေါ်ပါလေရှင်းပါဒီမှာလေချောင်းမေချောင်းအောင်ပါတပေပဲကြံတော့လေ này cho nó thôi ต่ชอบไปชาวละมายาท้าห้องเลยชาด้วยวายก่อนนะยาท้าขาองเฉยยะท้าแล้วห้องเออผมว่าคุณอาดีเบ๊ะแบบแรงเลยอ่ะนี่ยอ่ะพอตัดเจี๊ยบตัดเจี๊ยบใครจะยียาท้าเนี่ยอ่ะคุณมาโต้หน่อยดีอ่ะพอมาเลยแต่ติดเป็นอีไป ဟိုမျက်တွေပိုင်းအောင်ပေါက်နေပြီပေါ့နော်အမလေးကရင်ချန်နဲ့ဝင်လာပြီးတော့ဟိုဘင်တန်ဖျားရှစ်ခိုးကြောင်းရင်အဲ့ဒါလည်းရှားမယ်လို့ထင်အဲ့ဒါတိတ်ပြီးတော့မရှားဘူးပေါ့နော်ဒီ6ပေ6လမှာရထားလမ်းအဟောင်းอ่ะဒီကရင်ချန်နဲ့ပါတာတတော်ရှားလိုက်ရတယ်အမလေးနေရပူပါပူနဲ့အဲဒီတစ်ခါမွေးစိန် blog လေးမှာကဒါအလုံးမြွနယ်မှာရှိတယ်အရန်လက်ကြာပဲပေါ့နော်ဒါတမိုင်းဝင်နေရာတစ်ခုဖြစ်တယ်ဒါကရင်ချန်ကိုလာရောက်လက်ပတ်မှွေနှောက်တာဖြစ်ပါရဲ့ရှင်အဲ့ဆိုရင်နောက်ပတ်ဒီမှာဘယ်နေရာတွေသွားပြီးမှွေဦးမလဲစောင့်ကြည့်ကြပါအောင်ရှင်ဟောပြီးတော့မွေစိန်ကိုလည်းဘယ်နေရာတွေကိုသွားစီချင်းသေးလဲပြိတ္တကြီးကိုဘယ်နေရာတွေကိုလိုက်ပြစီချင်းသေးလဲဆိုတာလည်း kau mahir habis kali ya pak Aisyah. Tasha, alu baca dah. Ya nama.